မုံရမြို့ပြည်သူဆေးရုံမှာသွေးလွန်တုပ်ကွေးရောဂါကြောင့်ကလေးငယ်၁၀ယောက်ကျော်သေဆုံးနေပြီးတရကုသနေသူတွေများပြားနေတဲ့အတွက်နေရာခက်ခဲတွေရှိနေပါတယ်။ဒီသတင်းကိုတော့ဒေါခင်ယူပါကတင်ဆက်ထားတာပါ။စကိုင်းနယ်မုံရမြို့ပြည်သူဆေးရုံမှာလက်ရှိအချိန်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေတဲ့ကလေးငယ်၁၀ကျော်လောက်ဆေးရုံတရကုသနေကြပြီး၁၅ယောက်လောက်သေဆုံးခဲ့တယ်လို့ဆေးရုံအုပ်ကြီးဒေါက်တာဦးညွန့်တန်းကပြောပါရတယ်။သွေးလွန်တုပ်ကွေးနေတာ၁၆၂ခုရောက်လောက်ရှိတယ်။အဲ့တော့အဲ့ဒီထဲမှာဟိုအများဆုံးဖြစ်တဲ့ ရွာရတာဒီမုံရွာနေတယ်လက်ပါတယ်အရင်မှပင်ခံရလက်ပါတယ်နောက်ဘုဒ္ဓလင်6ဦးအရာတော့ရေဦး30ကဏီတပင်းစလင်းကြီးအဲ့ရွာတွေရတော့များတယ်အသေးပြောက်ကတော့ဟိုဘောနောက်ကြလူရောက်တာကြတော့အသေးပြောက်ကတော့ရှိတယ်ခမန်းကြီးကတော့ခုနဆရာမတွေစင်းရတော့15ရောက်လို့ရှိမှာပဲမုံရွာအနီးတစ်ပိုက်မြို့တွေကလူနာတွေလာရောက်ကုသနေကြတာဖြစ်ပြီးလူနာ80ပဲဆန်းတဲ့ကလေးလူနာဆောင်မှာလည်း200မလုံးလောက်မှုတွေရှိနေပါတယ် လေးဆောင်တစ်ဆောင်လည်းနဲ့လူနာ200နီးပါးလောက်ဖြစ်နေတဲ့ကြောင့်နေရာအခက်ခဲရှိတာရယ်။နောက်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ကလို့ဟောပါဘောနော်။ယောဂရဲ့သဘာဝအရာသူကတွေးလာတဲ့လက္ခဏာပေါ်လာရင်စောစီးသိဖို့အရေးကြီးတာလေ။အဲ့လိုသိဖို့အရေးကြီးတဲ့အတွက်ဆရာဝန်ဆရာမတွေနဲ့နီးရဲ့နေရာမှာကလေးတွေကိုထားရတဲ့အတွက်အဲခုနကျွန်တော်ပြောဆိုနေရာတအားကျက်လို့ဖြစ်သွားမှာနောက်သူတို့အနေနဲ့နေရာနေရာတာဟောမှာဖြစ်ဘူးပေါ့။တတောင့်တတာမဖြစ်ဘူး။ လက်ရှိဆေးရုံမှာကလေးလူနာတွေအပြင်လူကြီးအွယ်လူနာတို့လည်းသွေးလွန်တိုကွေးယောဂနဲ့တက်ရောက်ကုသနေရပါတယ်။နေစဉ်သွေးလွန်တိုကွေးယောဂနဲ့လာရောက်ကုသနေသူတွေရှိနေဆဲဖြစ်ပြီးမနစ်ကတည်းကဒီနေ့ဩဂတ်လအထိလူနာဥယျာဉ်ဟာလေးစားလောက်ပိုများတယ်လို့သိရပါတယ်။လူနာအစ်စ်အနေနဲ့ကတော့ကလေးဆောင်မှာဆိုရင်တော့တရတရကိုဖျက်မြတ်44ရောက်တက်နေတာ။ဖျားနာဆောင်မှာဆိုရင်လူကြီးကြီးကတော့လူကြီးကြီးကတော့4ရောက်ပါရှင့်။အဲ့တော့လူကြီးအတွက်ကတော့နေတာပေါ့။ဆေးရုံစင်းတဲ့လူနာမှာလည်း ကလေးရ26ယောက်လောက်ရှိတယ်လူကြီးလူနာတော့9ယောက်လောက်ရှိတာအဲ့တော့ကလေးကလေးတွေမှာပဲပိုအဖြစ်များတယ်ဖြစ်တော့2014လုံးကစုစုပေါင်းသုံးလို့တော့လူနာ393ယောက်ပဲရှိတယ်အခု2015မှာကျတော့အခုစည်ရင်ယူတဲ့အထိကို1650လောက်ရှိနေဆိုတော့ဒီနှစ်ကတော့ထူးခြားခြားပိုများတာပေါ့ဒီ2015ခုနှစ်မေလလောက်ကစပြီးလူနာဥယျာဉ်တဖြည်းဖြည်းတိုးတိုးလာတာဖြစ်ပါတယ် သွလွန်တကူရောကဂျိုတင်ကာကွယ်ဖို့အတွက်ချင်းအကိုက်မခံကြဖို့ချင်းတွေမပေါက်ဖွားအောင်ဖုံးသွန်လဲစစ်ဆိုတဲ့ရေအိုးတွေကိုအဖုံဖုံကြဖို့ရေသွန်ရေလဲရေစစ်ပြုလုပ်ကြဖို့နဲ့လူမှုကွန်ရက်အဖွဲ့တွေနဲ့အစိုးရကချင်းမပေါက်ဖွားအောင်ဆေးဖြန့်တာတွေပြုလုပ်ဖို့လိုအပ်ပါတယ်။အဖျားလူနာတွေရှိရင်လည်းနှိစက်ရာစည်းကမ်းတွေကိုအမြန်ဆုံးပြသကြဖို့ကိုလည်းစေယုံအုပ်ကြီးကတိုက်တွန်းထားပါတယ်။အခုနှစ်20မှန်ကစပြီးဂျွန်လ26ရက်နေ့အထိတနင်္ဂနွေလုံးမှာသွလွန်တကူရောကဖြစ်ပွားသူ တထောင်ကျော်ရှိပြီး45ရောက်သိဆုံးခဲ့တယ်လို့ဂျွန်လကုန်ပိုင်းကကြမိုင်ဝင်ကြီးဌာနအင်တာနက်စာမျက်နှာမှာဖော်ပြခဲ့မှုပါတယ်ကျွန်မခင်ပါပါရှင်